ုတဆွဲဆောင်မှချိုးဆိုပါလေဒီနေ့တော့ကျွန်တော်တို့ထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့နေချမှပဲတတ်တော်လေးတစ်ကောင်အချောင်ပြောပြပေးတော့မှာပါသူကတော့နေပင့်ကိုဆန်စပိုင်နာလို့ခေါ်တဲ့ Arachnid မျိုးနွယ်ဝင်တတ်တော်လေးဖြစ်ပါတယ်နာမည်ကနေပင့်ကူဆိုပေမဲ့သူတို့ဟာတကယ်တော့ပင့်ကူအစ်စ်တီမဟုတ်ကြပါဘူးဒါဆိုရင်သူတို့ကဘာတွေလဲဘလိုမိုးတွေလဲဆိုတာအတူတူလေ့လာကြည့်ရအောင် နေပင့်ကူဆိုတာဘာလဲနေပင့်ကူတွေကို Lekin Mikok Winscorpions ဒါမှမဟုတ် ကလာအိုပင့်ဂူလိုလည်းခေါ်ဝေါ်ကြပါသေးတယ်။သူတို့ဟာ ပင့်ဂူအဆစ်တွေဒါမှမဟုတ်ကင်မီကောက်အဆစ်တွေလည်းမဟုတ်ကြပါဘူး။သူတို့ဟာ solifuge လို့ခေါ်တဲ့ arach နဲ့မျိုးစင်အုပ်စုဝင်တွေဖြစ်ပြီးလျင်မြန်စွာရွေ့လျားနိုင်တဲ့ထူးခြားတဲ့ arach နဲ့မျိုးနွယ်ဝင်တွေဖြစ်ပါတယ်။သူတို့ရဲ့ပုံမှန်တရံနဲ့ခွဲခြားသိမြင်နိုင်တဲ့အချက်တွေနဲ့ပင့်ဂူတွေရဲ့ခန္ဓာကိုယ်အရှိကမျိုးစိတ်ပေါ်မူတည်ပြီးတလမကနေ၈လမ၂စင်တီမီတာမှ၂၀စင်တီမီတာအထိရှိနိုင်ပါတယ်။ သူတို့ရဲ့အယောင်ကတော့ဖျော့တော့တယ်။အဝါယောင်ကနေအနီယောင်ဖျော့ဖျော့အညွန်ယောင်အထီကွဲပြားပြီးဒါကသူတို့ကိုတဲဆန်တဲ့ပဝန်းချင်ဒီမှာဖုံးကွယ်နေထိုင်နိုင်အောင်ကူညီပေးပါတယ်။သူတို့ကိုအမတ်ရဆရာအကောင်းဆုံးနဲ့ခွဲခြားသိမြင်နိုင်တဲ့အချက်ကတော့သူတို့ရဲ့ကြီးမားပြီးအရှိတ်အဟတ်ကိုထပ်နေတဲ့မေယိုးတွေပါပဲ။ဒီမေယိုးတွေဟာသူတို့ခန္ဓာကိုယ်ရဲ့သုံးပုံတပုံလောက်အထီရှိပါတယ်။သူတို့ရဲ့ကိုယ်ခန္ဓာကိုအပိုင်းခုနှစ်ပိုင်းပိုင်းခြားထားပြီးလမ်းလျှောက်တဲ့ခြေထောက်၄စုံနဲ့ခြေထောက်နဲ့တူတဲ့ PDPF နှစ်စုံရှိပါတယ်။ဒီ PDPF တွေကိုတော့ပဝင်းကျင်ကိုအာယုံခံဖို့နဲ့ဖြစ်စည်းတွေကိုထင်းချုပ်ကိုင်းတွယ်ဖို့အသုံးပြုကြပါတယ်။ပင့်ကူတွေနဲ့မကြူတာကတော့သူတို့မှာအစိတ်ကလန်းတွေနဲ့ပင့်ကူမင်းထုတ်တဲ့အစွမ်းတွေမရှိကြပါဘူး။ NDA ရှိလား။နေပင့်ကူတွေဟာကြောက်စရာတောင်းတဲ့ပုံတိုင်းရှိပေမယ့်လူသားတွေအတွက်တော့ NDA မရှိပါဘူး။သူတို့မှာအစိတ်ကလန်းတွေမရှိတဲ့အတွက်တားကောင်တွေဒါမှမဟုတ်ချင်းချောက်လာသူတွေကိုအစိတ်ထိုးသွင်းနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့သူတို့ရဲ့အားကောင်းတဲ့မေးရိုးတွေကတော့ နာကျင်စေတဲ့အကိတ်ခဲမှုကိုဖြစ်စေနိုင်ပါတယ်။နေပင်ကူတွေဟာပဝင်းချံဂီယာစနစ်အတွက်အရေးပါတယ်။တားကောင်ဖန်သမားတွေဖြစ်ပါတယ်။သူတို့ဟာအခြားအရဂနီတီနဲ့ပိုးမွားတွေကိုဖန်ဆီးစားတောက်လေးရှိပါတယ်။သူတို့ကိုဗမာတွေ့နိုင်လေ။နေပင်ကူတွေဟာကမ္ဘာတစ်ဝန်းလုံးရှိတဲကန်တာရဒေတာတွေနဲ့ဓမ္မပိုင်းဒေတာတွေမှာရှင်သန်ပေါက်ဖွားကြပါတယ်။သူတို့ကိုတဲဆန်နဲ့ပဝင်းချင်းတွေဓမ္မမဟောက်၆တွေ့ပွင့်လင်းတဲ့မြေပြင်တွေမှာအများဆုံးတွေ့ရလေရှိပါတယ်။ အထူးသဖြင့်အရှိတ်အလယ်ပိုင်းအာဖရိကနဲ့အမေရိကန်ပြည်ထောင်စုအနောက်တောင်ပိုင်းတို့မှာအတွေ့အရများပါတယ်။သူတို့ဟာညဘက်မှာအမဲလိုက်တဲ့တရွာတွေ Nocturnal Hendas to be နေ့ဘက်မှာတော့ပူပလင်းနဲ့အပူဒဏ်နဲ့ရှောင်ရှားဖို့ကြောင်တုံးတွေအောက်ဒါမှမဟုတ်တဲတွေထဲမှာမြေတွင်းတူးပြီးပုံအောင်နေထိုင်ကြပါတယ်။ဘာတွေကနေပင်ကူတွေဟူဆွဲဆောင်ပြီးဘာတွေကရှောင်ရှားစီလဲ။နေပင်ကူတွေဟာပိုးမွားနေတဲ့အခြားအာရနစ်တွေလို့ တောကုံပိုးများတဲ့နေရာတွေကိုနှစ်သက်ကြပါတယ်။သူတို့မြေတွင်းတူးဖို့အတွက်ပွာရောင်းပြီးတဲဆန်တဲ့မြေနေရာတွေကိုလည်းကြိုက်နှစ်သက်ကြပါတယ်။နေဘက်မှာခူအောင်ဖို့အတွက်ကြောက်တုံးအောက်တွေဒါမှမဟုတ်မြေအကြောင်းတွေလိုခူနားစရာနေရာတွေကိုမိခိုကြပါတယ်။အကယ်၍နေပင့်ကူတွေနဲ့ဝေဝေးနေခြင်းနဲ့ဆိုရင်တော့အပြင်ဘက်နေရာတွေကိုတန့်ရှင်းတက်ရက်အောင်ထားပြီးသူတို့ပုံအောင်နိုင်တဲ့အမိုက်တရိုက်တွေကိုဖယ်ရှားထားသင့်ပါတယ်။သူတို့ဟာအန်ဒီယမရှိပေမဲ့အိမ်တွေနဲ့စခန်းကြားရာနေရာတွေနားမှာ တွေ့ရခြင်းကိုရှော့ချော့နိုင်ပါတယ်။ Marvel စကြဝဠာထဲကနေပင်ကိုပရိသတ်ကြီးတွေမှာ Marvel စကြဝဠာပရိသတ်ဒီပိုင်းဒီအချက်ကိုစိတ်ဝင်စားလိမ့်မယ်ထင်ပါတယ်။ Earth 20023ကနေလာတဲ့ Sherlock Webber Charlie လို့လည်းခေါ်ပါတယ် Sand Spider လည်းဟုတ်ပါတယ်။ဆိုတဲ့ Marvel Super Hero တအူးဟာနေပင်ကိုကိုအဆွဲပြပြီးဖန်တီးထားတာပါ။ ူမဟာ Ellis Danlos ယောဂါရှိတဲ့ LGBTQ စူပါဟီးရိုးတူဖြစ်ပြီးသူမရဲ့ထူးခြားတဲ့ပင့်ကူမြင်ပြစ်နိုင်တဲ့စွမ်းရည်နဲ့လင်မြန်မှုတွေကိုအသုံးပြုရာဇဝဲမှုတွေကိုတိုက်ခိုက်ပါတယ်။သူမရဲ့ဇာလန်းက Spider-Verse ထဲမှာမတန်ဆွမ်းသူတွေရဲ့ကိုစားပြုမှုကိုအရေးပါစွာဖြည့်ဆည်ပေးပြီးသူရဲ့ခန်းတွေဟာပုံစံမျိုးစုံနဲ့လာနိုင်တယ်ဆိုတာကိုပြသပါတယ်။ဒီနေရာမှာတခုတတိထားရမှာက တကယ်နေပင့်ကူတွေဟာပင့်ကူမီမထုတ်နိုင်ပေမဲ့ Marvel ရဲ့ Sense Spider ကတော့မြို့ထဲမှာလက်ပတ်ဖို့နဲ့ Villain တွေကိုတိုက်ခိုက်ဖို့အတွက်သူမရဲ့ပင့်ကူမြင်တွေကိုအသုံးပြုပါတယ်။သူမဟာ Gwen Stacy, Miles Morales, Peter Parker နဲ့ Silk တို့လိုတခြားနာမည်ကြီး Spider-Verse ဇာတ်ကောင်တွေလိုပဲစိတ်လှုပ်ရှားစေရအောင်နဲ့ဖြည့်ဆည်းတစ်ခုပါပဲ။ဒီလိုဆိုရင်တော့နေပင့်ကူတွေအကြောင်းကိုအပြည့်အစုံသိရှိလောက်ပြီလို့ထင်ပါတယ်နော်။နာမည်ကပင့်ကူလို့ခေါ်ပေမဲ့ ပင့်ကူအစစ်တွေမဟုတ်ကြပဲအစိတ်လည်းမရှိကြပဲမြေအောက်မှာပုံအောင်နေထိုင်ပြီးညဘက်မှာသာအမဲလိုက်ကြတဲ့ထူးခြားတဲ့အာရကနီလီတွေထစ်ကြပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သရဝါလီတွေအကြောင်းကိုပုံမူသိရှိနားလည်စေဖို့ဒီအကြောင်းအရာလေးကအထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ဗျာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ဖိတ်ခေါ်ရင်းဒီနေ့တို့တော့ဒီလောက်ပါပဲ bye bye